အမျိုးသမီး900ကျော်ကိုကိုဝင်းကြီးရရှိခဲ့တဲ့တယ်လီသမားအားလုံးပဲမင်္ဂလာပါ2013ခုနှစ်ကထွက်ရှိခဲ့တဲ့အမေရိကန်ဟာတာဒရမာဇာကားလေးဖြစ်တဲ့ Deliverman ကိုတင်ဆက်ပေးခြင်းပါတယ်ဇာကားကအထုံကြီးဆိုတဲ့လူတစ်ယောက်ကသူ့မိသားစုအသားဆိုင်ကိုလာနေရတဲ့စတင်ပါတယ်အဲမှာသူ့ကိုနာကပ်ပြီးသူ့တိုက်ခန်းမှာမြေမဲ့စိုက်ပျိုးရေးလုပ်ရှင်လို့ကူညီတောင်းပါတယ်သူ့မှာဒေါ်လာ10000လောက်အကျွေးတင်နေလို့ပါလို့ပြောလိုက်တဲ့အခါမှာတော့သူ့ကိုကသူ့ကိုသနာသွားပြီးတော့မကူညီနိုင်ဘူးလို့ပြောလိုက်ပါတယ် အတူကောကမကူညီပေမဲ့ဘာလို့များတလောက်အများကြီးအကျွေးတင်နေရတလဲဆိုပြီးတော့အမေးထူပါသေးတယ်။ဒုံကြီးမပြေနိုင်သေးခင်မှာပဲသူ့ပေရောက်လာပြီးတော့သူတို့မိသားစုကြားစီအကြောင်းကိုတတိပေးလိုက်ပါတယ်။အဲဒီနောက်ဒုံကြီးကရှိသမျှဗန်ဒီစီကိုသွားပြီးတော့ပတ်စံချေးပြင်မယ်လဲဥပရိယုတ်ကြည့်ပြီးတော့အငင်းခံရပြန်ပါတယ်။အဲဒီနောက်ဂျာစီဆိုင်လေးစီသွားတော့လဲဆိုင်ရှင်ကဆိုင်ကိုပိတ်ဖို့လုပ်နေပါတယ်။သူကဂျာစီလေးတော့ယူပြစီလို့တောင်းနေတော့မှာပဲ။သူကားကိုဘဲဟုတလုံးကတန်တက်ဖို့ပြင်နေတာနဲ့ကြုံရပါတယ်။ ။အဲဒီနောက်သူကဇာတ်ဆိုင်ကိုသွားပြီးတော့မြေမဲ့ဆိုင်ပြိုးနီးနဲ့ပတ်သက်တဲ့ဇာတ်တွေကိုသွားဝယ်ပါတယ်။ဆိုင်ကားတွေထွက်လာတော့ကားကိုနေရာမှန်မှာမရက်မိပြန်ဘူးဆိုတာသိသွားခဲ့ပြန်ပါတယ်။အဲညမှာတော့သူ့ကိုကိုဂျာစီတွေအကြောင်းပြောနေရင်းနဲ့တပင်ဆိုင်နေပါတယ်။အဲချိန်မှာပဲပြင်ဘက်ကတန်ကြားတော့ထွက်ကြည့်လိုက်တဲ့အခါမှာတော့ဂျာစီတွေထားထားတဲ့သူတလီပိုးတဲ့ကားကဆွဲယူသွားတာခံလိုက်ရတာကိုမြင်လိုက်ရပြီးတော့တွေ့တဲ့သွားရပြန်ပါတယ်။အဲ့နောက်မှာတော့သူတို့ဘတ်စကတ်ဘောတင်တပ်ပုံရိုက်တဲ့အခါမှာတော့သူတယောက်ပဲဂျာစီပါပါတော့တယ်။အဲ့နောက်ထုံကြီးကသူ့ဦးစားအီမာစီကိုသွားတယ် ဲချိန်မှာအီမာကသူ့မှာကိုဝင်းကြီးရှိနေပြီလို့ပြောလာပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ထုံကြီးတယောက်လည်းငါလူဖြစ်ပြီကွာလို့ထမအော်နိုင်တဲ့အပြင်စိတ်ပါညစ်သွားရပြန်ပါတယ်။အီမာကလည်းဒီကိစ္စကိုသူတယောက်တည်းတာဝန်မယူနိုင်ဘူးလို့ပြောလိုက်တာပါ။အဲနောက်ထုံကြီးလည်းရှင်းနေတယောက်ဖြစ်တဲ့သူ့ဘော်ရာပါတင်စီကိုသွားပြီးတော့အီမာရဲ့ကိုဝင်းကြီးအကြောင်းကိုပြောပြလိုက်ပါတယ်။ပြီးတော့ပထမမှာသူကြောက်သွားပေမဲ့ဒါလေးကသူ့ဘွားရဲ့အလားပါဆုံးအရာဖြစ်လာမယ်လို့ယုံနေကြောင်းလဲထပ်ပြီးပြောပြပြန်ပါတယ် ဘာရင်ကလည်းကလေးချီသားရင်းနဲ့ပဲကလေးဘီပြည့်ရတာဘလောက်တာဝန်ကြီးကြောင်းတွေကိုအဝါဒရီချွေပါတော့လေအဲ့နောက်သူင်ပြန်လာတဲ့ခါမှာတော့သူ့တိုက်ခန်းမှာတယောက်ယောက်ရှိနေတာကိုသတိပြုမိသွားပါတယ်ဒါကြောင့်မို့ဘေဘောရိုက်တံကိုဆွဲယူပြီးတော့အခန်းထဲကိုဖြည်းဖြည်းချင်းဝင်လာတဲ့ခါမှာတော့လူတယောက်ကိုတွေ့လိုက်ရပါတယ်ဒီလူကတော့ကိုတိုနီဖြစ်ပြီးတော့မျိုးပွားရည်တူလောင်တဲ့စီးကန်းကအကျိုးဆောင်ရှိနေဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်ထုံကြီးကလည်းကြွေးလာတောင်းတာထင်ပြီးတော့သူ့ကိုယ်သူထုံကြီးမဟုတ်မှန်းထင်သွားအောင်လို့နိုင်ငံခြားစကားနဲ့ပြောလိုက်ပါတယ် ါမဲ့ရှိနေကဒုံကြီးမန်းတည်နေပြီးတော့ Starbuck အမီနဲ့သူတို့ဈေးကန်းကို span တွေ693ချိန်လှူခဲ့ပြီးတော့အဲ့ဒါတွေအကုန်လုံးကိုမြို့သမီးဖောက်တယ်တွေကိုပေးခဲ့ကြအောင်ဒါကြောင့်မို့ဒုံကြီးမှာဇီဝဗေဒအရကလေး933ယောက်ရှိနေကြောင်းကိုရှင်းပြလိုက်ပါတယ်။ပြီးတော့အဲ့ဒီကလေးတွေထဲက142ယောက်ကဒုံကြီးအကြောင်းကိုသိချင်နေကြကြောင်းကိုလည်းထပ်ပြီးပြောပြလိုက်ပြန်ပါတယ်။အဲတော့ကဒုံကြီးကသူ့ identity နဲ့ပတ်သက်ပြီးတော့ဈေးကန်းဘက်ကကာကွယ်ပေးဖို့လက်မှတ်ထိုးထားပေမဲ့ ကလေးတွေဘက်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရားဝင်သိနိုင်ဖို့တရားစွဲဆိုမှုတွေရှိလာကြောင်းပြောပြလိုက်ပါတယ်။နောက်မှထုံကြီးကဘာတင်စီကိုသွားပြီးတော့သူကြုံတွေ့နေရတဲ့တရားစွဲဆိုမှုတွေကိုဆွေးနွေးပါတော့တယ်။ဘာတင်ကလည်းဒါကရှုပ်ထွေးတဲ့ case ဖြစ်ပေမဲ့လည်းသူလိုက်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒီနောက်မှာတော့ဘာတင်ကထုံကြီးရဲ့ကလေး142ယောက်ရဲ့အချက်လက်တွေပါတဲ့စာရေးကိုပေးပြီးခွင့်မကြည့်ဖို့အကြံပေးလိုက်ပါတယ်။အိမ်မြောက်တဲ့ခါမှာတော့ဒုံကြီးကသူ့တငယ်ချင်းစကားကိုနားထောင်ပြီးတော့စာအုပ်ကိုဖောက်ပြီးတော့သူ့ကလေးတယောက်ရဲ့အချက်လက်တွေကိုကြည့်လိုက်ပါတယ်။ ။နောက်ရင်မှာဒုံကြီးကဗားရင်စီကိုသွားပြီးတော့သူ့ကလေးတယောက်ကစားနေတဲ့ကစားပွဲတစ်ခုကိုဒူလိုက်ကြည့်ဖို့ပြောလိုက်ပါတယ်။အဲကနေသူ့ရဲ့ကလေးက NBA ကကစားသမားတယောက်ဆိုတာကိုတည်သွားပြန်ပါတယ်။သူ့သားအေးတင်ကနယ်မြေကြီးကစားသမားဖြစ်ပြီးတော့အဲပွဲမှာသူ့သင်းနိုင်ရမယ့်ဘောလုံးကိုတော့ကွင်းထဲထည့်လိုက်နိုင်ပါသေးတယ်။အဲကနေဒုံကြီးလဲသူ့ရဲ့ဒုမနာသားလေးအတွက်အရန်ကိုဂုံယူသွားပြန်ပါတယ်။နောက်ခက်မှာတော့ဒုံကြီးကအီမာစီကိုသွားပြီးတော့သူ့ကလေးအတွက်ဘာမဆိုလုံးမှာဖြစ်ပြီးတော့သူကဖခင်ကောင်းတယောက်ဖြစ်ချောင်းကိုတက်တည်ပြမယ်လို့ပြောလိုက်ပါတယ်။ ိုင်းနောက်ထုံကြီးကသူတို့အသားဆိုင်ကိုသွားပြီးတော့သူကြီးစားလဲကိုဝင်းကြီးရှိနေပြီဖြစ်ကြောင်းသွားကြွားတဲ့အခါမှာတော့အကုန်လုံးကသူ့အတွက်ဝမ်းသာသွားကြပါတယ်။နောက်ရင်မှာတော့နောက်ထပ်သူ့ရဲ့ဒုမနာသားခင်မောင်ရှိတဲ့ကော်ဖီဆိုင်ကိုသွားပါတယ်။အိုင်းနောက်သူကကော်ဖီတစ်ခွက်ကိုမှာပြီးတော့သူ့သားကိုလည်းမကြာခဏပြုံးဖို့အကြံပေးလိုက်ပါတယ်။အဲဒီမှာခင်မောင်ကဒီကော်ဖီပေါ်တဲ့အလုပ်မှာမပြောကြောင်းသူကမင်းသားတယောက်ဖြစ်ရှင်ကြောင်းဒီကော်ဖီဆိုင်မှာတောင်းတနေလို့သာစက်ဆောင်နေရာကနေပါဝင်ရမယ့် origin တစ်ခုကိုလွတ်သွားလို့မပြောနိုင်တာဖြစ်ကြောင်းချီအန်လက်ဟန်နဲ့ပြောပြလိုက်ပါတယ် ဒီနောက်မှာတော့သူ့ရဲ့ဘန်ကားထဲမှာထိုင်စင်းစားပြီးထုံကြီးကကော်ပီဆိုင်ထဲကိုပြန်ဝင်လာခဲ့ပါတယ်။ပြီးတော့သူကားတော့ကိုပေးပြီးတော့ဆိုင်းကိုသူဆောင်ပေးမှမို့မင်းသွားရွေးခံလိုက်တော့လို့ပြောလိုက်ပါတယ်။ကင်မွန်တယောက်ပထမတော့တွန်းဆုံနေသေးပေမဲ့လည်းနောက်ကျသဘောတူလိုက်ပါတယ်။အဲနောက်မှာတော့ကော်ပီဆိုင်မှာလူတွေတန်းစီနေတာကိုမြင်ရပါတယ်။အဲထက်မှာတော့ဆိုင်းပန်ရှင်လည်းပါနေပါတယ်။ထုံကြီးကခင်မွန်ရဲ့ကိစ္စကိုရှင်းပြတဲ့အခါမှာတော့ခင်မွန်ကအတော်ညံ့တဲ့တယောက်ဆောင်လို့ပြောသလိုအလုပ်လည်းဖြုတ်လိုက်ပါတယ်။ဒီနောက်မှာတော့ခင်မွန်ကသူ့ရွေးခံရတဲ့အကြောင်းပြောတဲ့အခါမှာတော့ထုံကြီးလည်းသူ့သားအတွက်ဝမ်းသာသွားခဲ့ပါတယ်။ ။အဲညမှာစေတော်တဲ့ကောင်မလေးတယောက်ကိုထုံကြီးကသွားကြည့်ပါတယ်။ပြီးတော့ကောင်မလေးကပီဇာမာတဲ့ခါမှာတော့သူကဒလီသမားဟန်ဆောင်ပြီးတော့ကောင်မလေးအခန်းထဲကိုဝင်လာပါတယ်။အဲဒီမှာပဲသူသမီးမှငွေကြေးကြီးပြဿနာကြုံနေရတာကိုကြားသွားပြန်ပါတယ်။သူသမီးခင်သူစာကပီဇာကိုဇပွဲပေါ်မှာထားခဲ့ပြီးတော့ထွက်သွားဖို့ပြောလိုက်ပါတယ်။အဲ့မှာသူကသူ့ကုမ္ပဏီရဲ့ policy ရပါညာပြောပေမဲ့ဘာတုတ်ပြန်တမ်းမှမကြတော့အခန်းထဲဝင်ကြည့်လိုက်ပါတယ်။အဲ့မှာသူသမီးကဈေးလုံပြီးလဲကြနေတာကိုတွေ့သွားခဲ့ပါတယ်။ သူသမီးကိုဆေးရုံမြန်ခေါ်သွားပေမဲ့တိတ်မကြခင်ထွက်ပြေးသွားတဲ့အခါမှာတော့ဒုံကြီးလက်အံအားတင်သွားခဲ့ရပါတယ်။ကံကောင်းတော့သူနာပြူတယောက်ကသူ့ကိုဖမ်းမိသွားခဲ့ပါတယ်။အဲမှာဒုံကြီးကသူသမီးကိုအော်ကော်ပြီးတော့သူကဘာတူလဲဆိုတာဆရာဝန်ကိုလည်းပြောပြလိုက်ပါတယ်။ခင်သူသားကတော့သူ့ကိုသမီးလို့ခေါ်တာရှစ်တင်ကြောင်းပါညာရီပြန်ပြောတာပေါ့ဗျာ။အဲနောက်မှာတော့ဒေါက်တာကသူတို့မှာဆေးဖြတ်ပေးတဲ့ program ရှိပေမဲ့လည်းခင်သူသားကလာပြီးမပူပေါင်းကျင်ဘူးလို့ပြောပြလိုက်ပါတယ်။အဲ့တော့မှဒုံကြီးကသူသမီးကိုနားချတဲ့အခါမှာတော့ခင်သူစာကသူ့ဘာသာဖြတ်ပါမယ်လို့ပြောလာပါတယ် ဒါပြင်သူ့မှာလည်းအလုပ်ရှိနေတော့ဆေးပြတ်တဲ့စီဟုသာလာနေခဲ့ရင်အလုပ်ပြုတ်သွားမှာဖြစ်ကြောင်းကိုလည်းရှင်းပြလိုက်ပါတယ်။ဒီတော့မှတော့ဒုံကြီးကသူ့သမီးကိုသူခန်းကိုခေါ်လာပါတယ်။အဲကနေဆေးပြတ်တဲ့စီကိုဇုံမပို့ပေးခဲ့တဲ့အတွက်မမားသွားဘူးဆိုတာကိုသိလာရပါတယ်။နောက်မှာတော့ခင်သူစာလှုပ်လှုပ်နေတဲ့အစာအုပ်ရဲ့ပြင်ဘက်ကနေဒုံကြီးကစောင့်နေပါတယ်။အဲကနေခင်သူစာထွက်လာတဲ့အခါမှာတော့သူ့မန်နေပြောနေတာမှန်းသိပြီးတော့ပြောသွားခဲ့ပြန်ပါတယ်။ဒီနောက်မှာတော့ဒုံကြီးကအခန်းထဲကတပ်ပင်တွေအကုန်လုံးကိုလှုပ်ပစ်လိုက်ပါတယ်။ပြီးတော့နိုင်ရမှာသူ့ကလေးတွေက profile တွေကိုကတ်ထားလိုက်ပါတယ်။ ပြီးတော့သူကလေးတွေကိုသူနီးသူဟန်နဲ့လိုက်ရှာပါတယ်ဒီနောက်မှာတော့လမ်းဘေးမှာတီးမုတ်ရင်းနဲ့ငွေကြေးတောင်းခံနေတဲ့တယောက်ကိုတွားကြည့်ပြီးတော့တခြားလူတွေကိုလည်းနားထောင်ပြီးပတ်စံပေးကြဖို့လိုက်ပြောလိုက်ပါတယ်ပြီးတော့သူပတ်စံတချို့ကိုလည်းပန်းချံမှာတိုးကြိုက်လုပ်နေတဲ့တယောက်စီမှာတွားပြီးတော့ဖြုံးပါတယ်ပြီးတော့အများပြည်သူတို့ရေကန်ကိုတွားပြီးတော့အဲဒီမှာအသက်ငယ်သမားလုံနေတဲ့သူသားတယောက်ကိုလည်းတွားကြည့်ပါတယ်ပြီးတော့ဘာတစ်ခုကိုသွားပြီးတော့မူးနေတဲ့သူသားတယောက်ကိုလည်းအိမ်ပြန်ပို့ပေးလိုက်ပါတယ်။နောက်ပြီးလက်သေးခြေသေးပြုပြင်ပေးတဲ့သူသမီးတယောက်ကိုတွေ့ဖို့အတွက်လည်းသူကကန်စတမ်မာအဖြစ်နဲ့ဟန်ဆောင်လိုက်ပါသေးတယ်။ နောက်ပြီးသူ့ရဲ့ဂျာသမီးတယောက်နောက်ကိုလိုက်ပြီးတော့သူသမီးကိုကိုလိုကန်လဲလုံနေတဲ့ကောင်းလေးကိုလည်းငေါလိုက်ပါတယ်။နောက်ခံမှာတော့ဒုံကြီးကဘားရင်စီကိုသွားပြီးတော့သူ့မှာအခုလိုကလေးတွေအများကြီးရှိနေတာဘလောက်ပျော်စရာကောင်းကြောင်းကိုပြောနေခဲ့ပါတယ်။အဖေမဟုတ်ပင်မဲ့ကိုဆောင်နဲ့လို့ပေါ့ဗျာ။အဲနောက်အီမာရဲ့ပထမဆုံးအန်ထရာဆောင်ရိုက်တာလိုက်သွားပြီးတော့မော်နီတာမှာပေါ်နေတဲ့သူသားလေးကိုကြည့်ပြီးတော့ပီတီတွေဖြာနေခဲ့ပါတယ်။ဒီနောက်မှာတော့ဘန်းညံနေသွားပြီးတော့ကလေးတွေကစားနေတာကိုကြည့်ပါတယ်။အီမာကသူ့လုံနိုင်မှမလားလို့ပြောတဲ့အခါမှာတော့ ။ဒုံကြီးကလည်းမင်းကမိကောင်းတယောက်ဖြစ်လာမှာပါလို့ပြောလိုက်ပါတယ်။အိမ်မေရောက်တော့ကလေးတယောက်ရဲ့ profile ကိုကြည့်မိတဲ့အခါမှာတော့ surprise ဖြစ်သွားရပြန်ပါတယ်။စောင်းချော်ကြီးစင်နာကိုလိုက်သွားတဲ့အခါမှာတော့သူသားရွေကိုတွေ့လိုက်ရပါတယ်။ပထမတော့သူသားနာကပ်ဖို့တွန်းဆုံနေပြီမဲ့ဒေါက်တာကသူ့ကိုအားပေးတဲ့အခါမှာတော့သူသားလေးနဲ့စကားတခေါမှမပြောဘဲနဲ့အချိန်ဖြုံးလိုက်ပါတယ်။ဇာဝင်ကသူ့ကိုဂျေဇုတင်ကြောင်းပြောပြီးတော့ဒါလေးကရွေအတွက်လုံလောက်ပါပြီလို့လည်းပြောလိုက်ပါတယ်။ဒီနောက်မှာတော့ထုံကြီးကနောက်ထပ်သူကလေးတယောက်ကိုတွေးဖို့အတွက်ဟိုတယ်တစ်ခုကိုသွားပါတယ်။ အဲမှာလူတွေအများကြီးကလည်းလူတယောက်စကားပြောတာနားထောင်မှုအတွက်စူဝေးနေကြပြန်ပါတယ်။အဲဒီမှာတော့သူ့ကိုတည်ချိန်နေကြတဲ့သူ့ရဲ့ကလေး142ယောက်စလုံးနဲ့သူကအတူတူရှိနေတယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဒုံကြီးကမတက်ရက်ပြီးတော့ပပတ်လေးကိုကြီးလိုက်တဲ့အခါမှာတော့ရှင်းနေကသတိပြုမိသွားပြီးတော့အခုအချိန်နေနဲ့ပတ်သက်ပြီးတော့တခုခုပြောဖို့ပြောလိုက်ပါတယ်။အဲမှာဒုံကြီးကကလေးတွေအားလုံးကို Starbucks ကိုရှာတဲ့ကိစ္စကဘာဖြစ်လာလားသူတို့အနေနဲ့အခုလိုညီကိုမောင်နှမတွေချင်းချင်းရှာတွေ့ကြတာဝမ်းသာတင့်တယ်လို့ပြောလိုက်ပါတယ်။ တွဲဆောင်ဝဲပြီးသွားတဲ့အခါမှာတော့ခင်သူစာကသူ့ကိုမှတ်မိသွားပြီးတော့လိုက်ခေါ်လိုက်ပါတယ်။အဲမှာတော့ဒုံကြီးကသူကရဝေရဲ့မွေးစားဖေမို့ဒီကိုလာတာဖြစ်ကြောင်းညာလိုက်ရပါတယ်။ခင်မောင်အသက်ငယ်ကောင်လေးနဲ့တိုးကြိုက်တိုးကလည်းသူ့ကိုမှတ်မိသွားပြန်ပါတယ်။သူတို့နဲ့စကားခဏလောက်ပြောပြီးတော့ဒုံကြီးလည်းထွက်သွားပါတယ်။အပြေဘက်မှာဘားရင်ကသူနာရောက်လာပြီးတော့သူ့ကလေးတွေကိုလိုက်ကြည့်တာရက်ဖို့ပြောလိုက်ပါတယ်။ဒါမဲ့ဒုံကြီးကတော့သူ့ဘဝမှာဒါလေးလှုပ်တာကပဲမှန်ကန်တယ်လို့ခံစားရအောင်ပြန်ပြောလိုက်ပါတယ်။ သူတို့ပြောနေတာတွေကိုထုံကြီးရဲ့ကလေးတယောက်ကကြားသွားတယ်ဆိုတာကိုတော့သူတို့နှစ်ယောက်မသိခဲ့ကြပါဘူး။အင်ကိုရောက်တဲ့အခါမှာတော့ထုံကြီးကိုသူ့ရဲ့ကြွေးရှင်တွေကတိုက်ခိုက်တာကြုံရပါတော့တယ်။ထုံကြီးကလည်းကြွေးဆက်ပါမယ်ဆိုပြီးတော့သူတို့ကိုဂရီပေးလိုက်ရပြန်ပါတယ်။အဲဒီနောက်သူ့ဘော်ရာတယောက်စီပတ်စံချင်းနေတော့မှာတော့သူ့အိမ်နဲ့တယောက်ယောက်ဝင်လာတဲ့အတန်ကိုကြားလိုက်ပါတယ်။ဒီနောက်မှာတော့သူ့ကိုသူ့ဘေကြီးလို့မိတ်ဆက်လာတဲ့သူသားတယောက်ကိုတွေ့လိုက်ရပြီးတော့သူလည်းအံ့အားတင်သွားခဲ့ပါတယ်။ဘေကြီးကထုံကြီးတို့ပြောတာတွေကိုကြားပြီးတော့လိုက်လာတာဖြစ်ကြောင်း ဒါပေမဲ့အခြားကလေးတွေကိုထုံကြီးကဘသူဆိုတာသိဖို့ပြောမှာမဟုတ်ကြောင်းကိုပြောလိုက်ပါတယ်။ဒီနောက်မှာတော့သူတို့နှစ်ယောက်က Starbuck ရဲ့ကလေးများခီးစဉ်လေးမှာရောက်နေတာကိုတွေ့ရပါတယ်။အဲမှာထုံကြီးလည်းသူတို့နဲ့အတူချိန်ဖြုံးလိုက်ပါတယ်။နောက်ရင်မှာတော့ထုံကြီးကရွေးကိုကန့်စီကိုခွာလာပြီးသူ့ရဲ့ညီကိုတွေနဲ့အတူတူနေထွက်လာတာကိုကြည့်ကြပါတယ်။စင်နာပြောင်းတဲ့အခါမှာတော့ထုံကြီးက သူကရွေးရဲ့အဖေဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဒါကြောင့်မို့သူတို့မကြာခဏတွေ့နိုင်တော့မှာဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ထုံကြီးကအီမာကိုသူ့မိသားစုနဲ့မိတ်ဆက်ပေးပါတယ်။ သူမိသားစုကလည်းဒုံကြီးကဘလောက်ကောင်းတဲ့လူဆိုတာကိုကိုငွေချင်းကိုချင်းကြပြန်ပါတယ်။သူ့မိမသေးခင်ကလည်းသူ့မိကိုဗန်နစ်မျိုးလေးစီကိုလိုက်ပို့ပေးခဲ့သေးပါတယ်။အဲခါမှာဒုံကြီးကသူ့ပစံတွေကိုသူ့မိသားစုအတွက်အသုံးချလိုက်ရတာဖြစ်ကြောင်းအီမာကနားလည်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဒုံကြီးနဲ့ပါရင်တို့တွေ့နေကြတာကိုမြင်ရပါတယ်။ဒီနောက်မှာတော့ဗားရင်ကသူကလေးလေးနဲ့အတူချိန်ဖြုံးခဲ့တဲ့တွေ့ကလေးအကြောင်းပါတဲ့သတင်းစာကိုပြလိုက်ပါတယ်။ဒီကိစ္စက CNN, FOX နဲ့ BBC တို့ကတော့စိတ်ဝင်စားနေကြောင်းဒါကတိတ်တော့မစိုးလာကြောင်း သူတို့ဘက်ကလည်းသူ့ရဲ့စပန်းကိုစေကန်းဘက်ကနေအလွန်ကြောအုံချရတဲ့ဆိုပြီးတော့ပြန်ပြီးတရားစွဲနိုင်ကြောင်းအခုလိုလူရှင်တဲ့ကလေးတွေကြားရှုပ်ခွေးမှုတွေဖြစ်လာတာသူ့နံမီကိုတေချာမဝက်ထားနိုင်တဲ့စေကန်းရဲ့အဖြစ်ဖြစ်ကြောင်းအဲ့ဒီတရားစွဲဆိုမှုဒါနိုင်ရခရင်ပတ်စံများကြီးရမှာမို့သူ့ကြွေးကိစ္စတွေအကုန်လုံးပြေလည်သွားနိုင်ကြောင်းကိုပြောလိုက်ပါတယ်ဒီနောက်မှာတော့သူ့ပေလည်းသူ့ကြွေးတွေကြောင်းတိုက်ခိုက်ခံရကြောင်းကိုသိလာရပါတယ်ဒါကြောင့်မို့သူ့ပေစီကိုသွားကြည့်တဲ့အခါမှာတော့သူ့ပေကထွက်သွားခံလိုက်ပါတယ်ဒီနောက်မှာတော့ထုံကြီးလဲရွေးချယ်စရာမရှိတော့ဘဲနဲ့ဘာရင်ပြောသလိုပြန်ပြီးတော့တရားစွဲလိုက်ပြန်ပါတယ် တရားရင်ဆိုင်ရတဲ့နေ့မှာတော့တရားရုံးကဒုံကြီးရဲ့တံပြန်တရားဆွဲမှုကိုပို့ပြီးတော့အရေးပေးခဲ့ပါတယ်။ဒါကြောင့်မို့သူ့ရဲ့ချက်လက်ကိုဖုံးကွယ်ဖို့အတွက်ဒေါ်လာ2သိန်းရဖို့ဖြစ်လာပါတယ်။အင်တာဗျူးမှာတော့ဒုံကြီးရဲ့ကလေးတယောက်ကသူ့ကိုစေမဆိုးကြောင်းနဲ့အခုလိုသူတို့ကိုဘဝတစ်ခုပေးလိုက်တာကိုပဲဝမ်းသာကြောင်းပြောလိုက်ပါတယ်။ဒီနောက်မှာတော့ဒုံကြီးကသူ့အကြောင်းကိုလူတို့ကိုဖွင့်ရလိုက်ရင်ပတ်စံတွေဆုံးရှုံးမှလားလို့ပါရင်ကိုမေးတတ်တဲ့အခါမှာတော့ပါရင်ကဟုတ်တယ်လို့ပြန်ပြေလိုက်ပါတယ်။ဒီနောက်မှာတော့ဒုံကြီးကသူ့ဖေကို သူကစတာဘက်ဖြစ်ကြောင်းဝန်ခံခဲ့ပြီးတော့ဘာလို့တင့်လဲလို့မေးလိုက်ပါတယ် သူဖေကလည်းကလေးတွေအကုန်လုံးကိုသူ့မှာကြွေးတင်နေကြောင်းသူသာဝန်ခံလိုက်ရင်ပတ်စံရှုံးမှာဖြစ်ကြောင်းအမှန်တိုင်းပြောပြဖို့အကြံပေးလဲပါတယ်။ဒါမဲ့လည်းသူဖေကတော့အသားဆိုင်ကသူ့ရဲ့စုငွေကိုပေးပြီးတော့မကန်နာလုပ်ဖို့အတွက်ထပ်ပြောလိုက်ပါတယ်။ဒီနောက်မှာတော့ဒုံကြီးလည်းသူ့ရဲ့ social media ပေါ်မှာသူက Starbuck ဖြစ်ကြောင်းကို post တင်လိုက်ပါတယ်။နောက်တစ်ခါမှာတော့အီမာတယောက်သူသားလေးကိုဆေးရုံမှာမွေးလိုက်တာကိုတွေ့ရပါတယ်။နောက်မနေ့မှာတော့သူနာပြူကဒုံကြီးမိသားစုကပြင်မာစုံနေတယ်လို့ပြောလာပါတယ်။ အဲမှာတော့သူ့ဖေသူ့ကိုနဲ့သူ့ကလေးတွေအကုန်လုံးကိုတွေ့လိုက်ရတဲ့အခါမှာတော့ surprise တွေဖြစ်သွားခဲ့ပါတယ်။သူတို့အားလုံးကလည်းဒုံကြီးကိုဝိုင်းဖက်ကြပြီးတော့ concrete လောက်ကြပါတယ်။အဲနောက်မှာတော့ဒုံကြီးကသူက star bet ဖြစ်ကြောင်းအီမာကိုဝန်ခံလိုက်ပါတယ်။အီမာကစိတ်ပြည့်သွားတဲ့အခါမှာတော့ဒုံကြီးကသူသားလေးအတွက်မှန်ကန်တာတွေလုံးမှဖြစ်တယ်လို့အခြားသောသူ့ရဲ့ကလေး933ယောက်အတွက်လည်းအတူတူပဲလို့ပြောလိုက်ပါတယ်။ပြီးတော့အီမာကိုလည်းရမ်းချစ်တာမို့လက်ထပ်ခြင်းတဲ့အကြောင်းပြောပါတယ်။ နောက်ဆုံးမှာတော့အီမာလဲဖြစ်မှန်ကိုလက်ခံသွားပြီးတော့သူသားလေးကိုတခြားမောင်နှမတွေစီကိုပြလိုက်ပါတယ်။အဲနောက်မှာတော့ဒုံကြီးကိုသူ့ရဲ့ကလေးတွေနဲ့တယောက်ချင်းစီတွေ့ပြီးတော့ချိန်ဖြုံးနေတာကိုတွေ့ရပါတယ်။ဇကားလေးကသူ့အကြောင်းကိုဂီတာလေးတီးပြီးတော့တချင်းဆိုနေတဲ့ကောင်လေးကိုသူ့ရဲ့မောင်နှမတွေကကြည့်နေကြရင်နဲ့ကိုဒုံကြီးရဲ့လူတန်းနာမျိုးစေ့ချမှုကနေစတင်လာတဲ့ကမ္ဘာအကြီးမားဆုံးမိသားစုကြီးအကြောင်းကပြီးဆုံးသွားပါတော့တယ်ခင်ဗျာ။အစုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။